မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်သမီးမိတ်ဆွေများအတွက်ဒီခါမှာတော့2025ခုနှစ်မေလ15ရက်နေ့ကနေ22ရက်နေ့ဒီတပတ်စာကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်ဒါတော့ ਨੇ ဟောကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရအစဉ်ပြေကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမေတ္တာပို့ရင်းနဲ့မိတ်ဆွေဂျာစာပရိသတ်သမီးမိတ်ဆွေများဒီအပတ်တာအတော်တွင်မှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာ ိုကိုကိုအတိုက်အခိုက်မျိုးတွေရှိနေတာမျိုးလားကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့ကိုရဲ့အခက်အခဲကိစ္စတခုခုကိုဒေရှာကိုစဉ်းစားတွေးခေါ်နေတော့ကာလာတေရှာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့အဲကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေကြောင့်ကိုကိုပြန်လဲသုံးသပ်နေတော့ဆန္ဒတွေစိတ်တွေဖြစ်ပေါ်နေပါတယ်မိမိရင်ထဲမှာ အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ခံမှန်းများလိုချင်နေတာမျိုးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့များစွာလိုချင်နေသောစိတ်မျိုးတွေဖြစ်ပေါ်နေပြီးတော့ဒါပေမဲ့လက်ရှိမှာတော့မရောက်နေတာမျိုးအဆင်မပြေတာမျိုးမျိုးလေးတွေအကြောင်းမလို့ဘာကြောင့်လဲဆိုတာမျိုးကိုကိုပြန်လဲသုံးသပ်နေသောအချိန်အချိန်ကကာလအပိုင်းခြားဖြစ်နေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာကျမရင်းနဲ့ပတ်သက်လို့အဲ့လောက်ဆူဆူဝါးဝါးပါမှမရှိဘူးဒါပေမဲ့လှုပ်ချင်ကြိုင်ချင်စိတ်တွေပြောက်နေတာမျိုးအမှတ်ပေါ့ကလေးငယ်တွေလို့ဆိုခမဲလို့နေတာမျိုးဖြစ်နေတယ်ဟာဟိုလှုပ်အခု လုံလဲလုံရှင်နေခဏနေကြစိတ်ကအာမလုံရှင်ခဏလေးလုံရင်ပြီးတာပဲဆိုပြီးစိတ်မပြောမရှင်ရတာမျိုးစိတ်နဲ့ပတ်သက်ပြီးတော့အတက်အကျအနေအမြင်ဘုံသေးမရှိပဲနဲ့ဖြစ်နေတာမျိုးလေးတွေကြောင်းစိတ်ထောင်းကိုကြီးဘာကြောင့်မှလည်းမသိစိတ်ထဲမှာပျော်မနေဘူးဘာကြောင့်မှလည်းမသိဒီလိုမျိုးတွေဖြစ်နေတတ်သောကာလစိတ်နဲ့ပတ်သက်လာလို့ရှင်လေယူတုံတုံဆိုတဲ့ကာလဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများစိတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး meditation များများလုပ်ပြီးတာမျိုးသို့မဟုတ်ရင်ခကြီးထွက်တာမျိုးသို့မဟုတ်ကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်လို့ပဲဆရာကပြောခြင်းပါပဲเนาะဒါပြင်အလုတ်က အလုပ်ကိုင်နဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအလုပ်ငန်းကိုင်ကအလုပ်နဲ့ပတ်သက်ငွေကြေးကိစ္စတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအဲအဲ ပညာရေးနဲ့ပတ်သက်ပြီးတော့ပြီးဆုံးအောင်တက်ပါလုပ်ငန်းကိစ္စနဲ့ပတ်သက်အလုပ်ကိစ္စဆက်တူကိစ္စညီအကိုမောင်တို့ကမိသားစုကိစ္စလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလဖြစ်ပါတယ်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးတဲ့အကွယ်စီအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ဆက်တူလှုပ်တာမျိုးတွေပေါင်းစုလှုပ်တာမျိုးလေးတွေအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်မိမိရဲ့အတတ်ပညာတိုင်မြောက်မှုကိုအသုံးချပြီးလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွွားနဲ့ပတ်သက်လာရင်နည်းနည်းလေးငွေကုန်ကြေးကျများရတာမျိုးလေးတွေကြုံရတတ်တယ်နိုင်ငံခြားကိစ္စခီးသွွားကိစ္စစလေးတွေမှာတော့ငွေကုန်ကြေးကျများရတတ်တယ်ဒါပေမဲ့နှစ်ကြိမ်လောက်လုပ်မှအောင်မြင်စွမ်းဆောင်နိုင်မယ် အတွက်အမျိုးသမီးတအုပ်တယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်တာဟာပုံမကောင်းမှုပြီးတော့အားသာနိုင်တော့အပတ်တာဖြစ်ပါတယ်အရှိုးရဝန်ထမ်းတို့ယုံပိုင်းဆိုင်ရာမျိုးလေးတွေဥပဒေဆိုင်ရာကိစ္စလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုကြမှာစကားများရတာမျိုးလေးတွေပြဿနာပဋိပက္ခဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစင်နေပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အရှိရင်နဲ့ပတ်သက်လာရင်လူငယ်တွေအရှိရင်မှာတော့ မိမိထက်မိမိရှိသောမြန်နိုးသောသူကိုလိုက်ပြောပါဒါပေမဲ့မိမိအနေနဲ့ကိုယ့်ထက် confident များသောသူမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားစင်ကျင်မှာအလူများကြားထဲမှာကိုယ်ကချက်တတ်တဲ့သူလူများကြားထဲမှာအပြောခံရတာမျိုးလေးတွေတော့တတိထားစင်ကျင်ပြီးကိုလိုအပ်ပါလေခင်ဗျာနော်ဒါအပြင်သမီးအစည်းအဝေးမှာဆိုလို့ရှိရင်တော့တုံးနဲ့တိုးတယောက်နဲ့တယောက်ပြဿနာလေးတွေအပြိုင်ဆိုင်လေးပေါ်လာရတတ်တယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့သမီးအစည်းအဝေးမှာငွေကုန်ကြေးကြများရတာမျိုးသူမဟုတ်လို့ရှိရင်မိမိရဲ့သမီးအစည်းအဝေးပေါ်မှာမိမိရဲ့အချစ်သူအပေါ်မှာတန်လျာစိတ်များ ရိုးစွတ်စွဆွဲမှုများကြောင့်တစ်ဖက်သူပေါ်မှာစိတ်ကျဉ်ကျပ်ပြီးတော့ပြဿနာကရောက်ကစားလေးကြီးကြောင့်တယောက်နဲ့တယောက်တူးနဲ့တူးဘာမှမဟုတ်တဲ့ကိစ္စလေးဒီမှာတဝင်းဝင်းနဲ့တောက်လောင်တက်တယ်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့ဘာမှလက်တွေ့မကြရင်လက်တွေ့မဆန့်ရင်မရိုးစွတ်မစွဆွဲတာအကောင်းဆုံးဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့လုပ်ငန်းအလုပ်အကိုင်နဲ့ပတ်သက်လာတဲ့အခါဒီအပတ်တာတို့တွင်မှာ လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ဖြစ်နိုင်ရင်အသစ်စတင်လှုပ်ဆောင်တာမျိုးလေးတွေအားနည်းပါတယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပဲသို့မဟုတ်လက်ရှိရှိနေတဲ့အလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါကြိုးစားကမှတော်ကကြမယ်ကာလအပတ်တာပိုင်ချဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတစ်လှုပ်ဆောင်တာမျိုးလေးတွေအားနည်းပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့ချင်းယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုပြောင်းတာမျိုးနေရာတိုင်းကိန်းနဲ့ပတ်သက်ပြီးအပြောင်းအလဲလှုပ်ဆောင်တာမျိုးလေးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ဒါပေမဲ့ကြွေတလဲကြက်တကုံလုပ်တဲ့အလုပ်လေးတွေသတိထားပါအလောင်းကစားအပြော်ပါနဲ့ပတ်သက်လာရင်သတိထားစင်ရမယ်ကာလဖြစ်တယ်လူယုံမလွယ်ပါနဲ့အဲလူရ ုံတော်တော်လေးတက်တက်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါအဲမိမိတို့အနေနဲ့ ဟိုကံကို လောင်ကြည့်ထက်ရတဲ့လူကြီးပေါ့နော်အတက်နိုင်လို့ view site ပါအဲစွန်းလို့ဆူလို့ရပါဗျာနော်ဟိုဟိုမစွန်းစားမှပါနဲ့ဥပမာပေါ့အမင်းဟိုတက်လို့ရတယ်လို့ဆိုငါကူးနေကြပါဆိုပြီးတော့ဟိုဘက်ကဥမာပေါ့အဲဥမာတိုက်ပြပါလေးနှစ်ချက်ကူးမယ်ဟိုဘက်ဒီဘက်လမ်းကူးတာဆိုတိုးလေးကိုတေချာရှိပြီးကူးပါဟိုငါနှစ်ခုကလည်းကူးနေကြပါဆိုမှရှေလျှော်လက်လျှော်လာမျိုးလေးတွေဒီလိုမျိုးပေါ့ဆရာဥပမာပေးတာနော်သတိထားရှင်းနေရင်တော့လိုအပ်သောကာလဖြစ်တဲ့အတင်းဆောင်မယူမခံတင်သောအရာမျိုးကိုဟိုတိတိချာချာတိတိချာမင်းမင်းများလောက်တာပိုကောင်းနေဆိုတဲ့ကာလဖြစ်ပါလေခင်ဗျာနော်ဒါအပြင် မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာဆိုလို့ရှိရင်ဖြက်လန်းနီးနဲ့လိုက်တာမျိုးလေးတွေမအောင်မြင်နိုင်ပါဘူးခက်ခဲနိုင်ပါတယ်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ရေရှားမြေရှားနဲ့ပတ်သက်လာလို့ရှိရင်ရေရှားမြေရှားနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေမှာတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့လှုပ်ပါဘာကိုဖြစ်ပြမိမိအမိခံလှုပ်တာမျိုးလေးတွေအားနည်းစီပါတယ်အမိတက်ချင်းထင်ပေါ်ချင်း အဲဆွမ်းနာလို့ပေါ့အများနဲ့အပွဲစီးနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာကိုယ့်ရဲ့စမ်းအားတွေကြာနေတဲ့အတွက်ကြောင့်မလို့မိဆွေတို့အနေနဲ့တရော်ကမွန်လေးနဲ့ခေါင်းချော်တာမျိုးဖြစ်စေစိတ်ပြေလက်ပြောင်းအောင်ခိတခဏနားယူပြီးတော့မှလှုပ်ဆောင်တာပို့မို့ပြီးတော့အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါလေဆိုတဲ့အကြောင်းကိုထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာဒါအပြင်မိဆွေတို့အနေနဲ့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ ဝေးနေတာပဲဝေးနေတာပဲတူကောင်းမယ်ဆိုတဲ့အတိုင်းပဲเนาะဝေးกว่าနေတော့သူများကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တဲ့ဝေးกว่าနေသူတွေတရင်ကောင်းကြားရတာမျိုးမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေဂျုံအားတက်တယ်လို့အထောက်ပံ့အကူအညီကောင်းတွေရရှိတတ်တယ်ဒါပေမဲ့အတူရှိနေတဲ့မိတ်ဆွေများအပေါ်ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ရမ်းမှာနားလဲမှုများပြီးတော့စကားပဋိပက္ခလေးကြီးကြောင့်စိတ်ဆိုးစိတ်ကောက်တာမျိုးအိမ်မောအဆင်သွားတာမျိုးတော့မဟုတ်လို့ရှိရင်လည်းမိမိရဲ့အိမ်နောက်ဘက်ကယာတုတက်လို့မိမိကိုယ်တိုင်ယာတုတက်လို့ခဏခွဲရတာမျိုးလေးဂျုံအားတက်တယ်တကယ်လို့မှမိတ်ဆွေတို့နဲ့အိမ် ောင်ရင်းနဲ့ပတ်သက်ပြီးတော့အစင်ကလည်းမပြေဘူးညအိမ်ညနေဝင်လာပဲဖို့အတွက်သူမဟုတ်ရင်မိမိအိမ်အတွင်းကိုညအိမ်ညနေလာမဲ့သူရှိလို့ရှိရင်တော့မိမိအနေနဲ့မိမိအိမ်အတွင်းမှာရှိတဲ့မိသားစုဝင်တဦးတယောက်ကိုညအိမ်ထွက်အိမ်ပေးပါခင်ဗျာနော်ပြီးတဲ့အခါဒီလိုမျိုးကထွက်မနေသေးဘူးဒီလိုမျိုးလည်းညအိမ်ညနေဝင်ထားတယ်အိမ်တော်ကြီးကလည်းအဆင်မပြေသေးဘူးမိမိအိမ်မှာအဲထဲမှာခွေးတွေအိမ်မက်တွေလူသေးတာတွေတွားကျိုးတာတွေမှတ်တယ်ဆိုရင်တော့ညအိမ်ညံတွေတယောက်လောက်တော့ရှင်နှောင်းအရှင်ထွက်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီအပတ်တာတော့ဒီမှာမိတ်ဆွေကြာကြပိသသမီးများအနေနဲ့ ရာပြောတဲ့အတိုင်းတိရှာမပြတ်မကွက်လုပ်ပေးပါ။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးရှူကြတာမျိုးရုတ်တရက်ညံ့လာတာမျိုးဆိုရင်တတိထားစီရင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲဟိုမိမိရဲ့လုပ်ငန်းအတွင်းမှာအလုပ်အတွင်းမှာမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေကြောင့် ပြူစားတိုက်ခိုက်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်။ထို့အပြင်ဆရာထပ်ပြောပါမယ်။ကြာစာပရိသတ်သမီးအများစုဒီတစ်ပတ်တာတော့ဒီမှာကံနဲ့ငယ်လေးညံ့နေအတွက်ကြောင့်မလို့သတိထားဆင်ခြင်ပေးရအတွက်လိုအပ်ကြောင်းထပ်မံပြီးတော့ပြောကြားလိုက်ပါရစေ။မိမိအိမ်ထဲမှာဖနှက်ဆုပ်တွေ၊အိုးဆုပ်တွေ၊တောင်းဆုပ်တွေ၊ပလုံးဆုပ်တွေရှိရင်စွန့်ပေးပါ။ဘုရားဆင်းလူတော့အပဲ့တွေအပြက်တွေရှိရင်စွန့်ပေးပါ။ ပြီးတော့ဖြစ်နိုင်တဲ့နှုတ်ကနေအာနမိတ်ဆောင်နဲ့တည်တယ်ပြတ်တယ်ကြည်ရယ်ဆိုတာမျိုးလေးတွေကိုမပြောပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာဆိုဆက်ပစ္စည်းရင်နဲ့ပတ်သက်လာတဲ့အခါမှာဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့အဟောင်းတွေအပြတ်တွေရှိလို့ရှိရင်လည်းဆွနာလို့ပေါ့မိတ်ဆွေတို့အနေနဲ့ဟိုဆွနာအဲချင်းထုတ်တာမျိုးအတုံးမလို့တာတွေချင်းထုတ်တာမျိုးလုပ်ပေးပါဖြစ်နိုင်မွေးနေမှာဖဏတ်မဝယ်ပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီလက်တာတော့ဒီအပတ်တာတော့ဒီမှာအဆက်ဆက်ရအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအောင်မြင်တိုးတက်မှုတွေရရှိစေရန်အတွက်ဆိုရင်မိမိအိမ်မှာမျက်စွာဖရားမှာဖယောင်းနိုင် တတိုင်းဆိုတော့တို့မဟုတ်ဖယောင်းနိုင်တတိုင်းတို့မဟုတ်ရင်မီးအိမ်နဲ့ဆက်နလို့ပေါ့မီးနဲ့ပတ်သက်တာဆိုတော့ဆရာတို့ဟို ဟိုမီးအိမ်လေးတစ်ခုကိုအလင်းအိမ်လေးတစ်ခုကိုထွင်းညီသွားတာမျိုးဖျားမီးလေးထွင်းပြီးတော့မိမိရဲ့လိုရာကိစ္စကိုသွားရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်ဘာသာတရားများများပို့လို့ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဆိုရင်အနီရောင်အနက်ရောင်လေးတွေကိုတတိကြားဆင်ခြင်ပေးပါ0ခဏန်100ပြည့်100ပြည့်100ပြည့်ထောင်ပြည့်ခဏန်လေးတွေကိုတတိကြားပြီးတော့လုပ်ပါဥပမာပေါ့20ရက်နေ့ဒီမှာအရေးကြီးတဲ့ကိစ္စတွေကိုမလုပ်ဖို့ထပ်လောင်းပြောကြားလိုက်ပြရစေမိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါကျရင်ချက်မိတ်ဆွေကြာစာပိတ်သားများ19ရက်နေ့ဒီမှာလှုပ်ဆောင်တာပုံမှုအားသာ ာပြီးတော့ကောင်းမွန်နိုင်သောအပတ္တကာလဖြစ်ပါတယ်ခင်ဗျာထို့ပြင်မိษွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ဇေယံတို့ကပြုလုပ်ရမယ်ရေတရာအနေနဲ့ဆိုရင်တော့မနမိုးလင်းတဲ့အခါမှာနော်မနမိုးလင်းတဲ့အခါမှာဆရာတို့ဟိုရတိဥခန္ဒီရဲ့တနာသိတိလို့ခေါ်သောငွေဝင်ကာတာကိုမနမိုးလင်းတာနဲ့28ခေါက်ရွတ်ညအိတာနဲ့28ခေါက်ရွတ်ပါငွေကြီးအခက်ခဲတွေအားလုံးပြေပြောက်သွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောလို့ပါတယ်အကျိုးပြီးတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တိကဏ္ဍနှစ်ကဏ္ဍ ရှစ်ခန်းဖြစ်ပါလေခင်ဗျာအဆက်ဆက်ရဲ့အရာအစင်ပြီးအောင်မြင်တိုးတက်စီတော့အရာအနေနဲ့ဆိုရင်အဝါရောင်အပြာရောင်မိတ်ဆွေတို့အပန်းရောင်တွေအမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာဈေးကြောင်းနဲ့ဇာစာပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အရာအစင်ပြေလို့ဘေးပညာတွေဝေးကွာကြပါစေကြောင်းဆရာကပြောလိုပါတယ်ဆရာငယ်ပါခင်ဗျာဗီဒီမီမင်းကြီးခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်ဝါအာ Telegram မှာဖြစ်စီ Viber မှာဆက်သွယ်နိုင်ပါတယ်ဆရာ TikTok Messenger အနေနဲ့ဧည့်သည်လက်မခံကြောင်းနဲ့ အတုအပသတိထားကြောင်းနဲ့အခုလိုရုပ်ရှော့ရှော့လေးရတာဇာဖြစ်ကြောင်းပြောရင်းနဲ့ကဲဇာတို့နောက်ပတ်မှာပြန်ဆုံပါမယ်ဒါစာပရိသတ်သမီးတွေအားလုံးအောင်မြင်မှုတွေရရှိလို့လူတိုင်းကြံတိုင်းကောင်းကျိုးလိုရာဆန္ဒပြည်ကြပါစေလို့ဆရာကဆုတောင်းတောပနာပြုသလိုက်ပါတယ်ခင်ဗျာ